ုတ်ဟိုတချင်းကတော့လောစင်နဲ့ကိုပိုင်တချင်းလည်းလှုပ်ထားပါတယ်ကိုပိုင်တချင်းနိုင်ငံငါပုတ်လောက်တော့လှုပ်ထားပါတယ်ဒါပေမဲ့မထွက်သေးဘူးเนาะအဲ့လိုမျိုးနန်းကိုပိုင်တချင်းလေးလည်းလှုပ်ထားပါပြီအသူများတချင်းနေနေပဲဆိုပြီးတော့မှဟိုဟိုเนาะအလုပ်ဖြစ်နေရဲ့ဆိုတော့ခါကြလည်းအားနာပါတယ်ဟုတ်အဲ့ဒီအတွက်ကြောင့်မို့နန်းကိုပိုင်တချင်းလည်းလှုပ်နေပါတယ်အနန်းဟိုဘောเนาะဒီတကယ်အဆိုတော်ကြီးရတော့နန်းဆိုတာတိတော့တိတယ်ခင်တယ်ဆိုလို့ရှိရင်အမတွေအကိုတွေကဟာကောင်းတယ်ဆိုကောင်းတယ်ညီမလေးလှုပ်အဲ့လိုမျိုးအားပေးကြတာပဲလေဟုတ်အနန်းအဆင်ပြေပါတယ်အခုဒီနေ့ချိန်ကြီးပေါ့เนาะဟုတ် အဲ့နဲဘောနော်အလုပ်တစ်ခုကဒီအနုပညာအလုပ်ကနန်းကျွမ်းကျင်နေသူမဟုတ်ဘူးပြီးတော့နန်းမှာဒီအနုပညာနဲ့ပတ်သက်လို့ဘာတင်နန်းမှာနန်းတက်တက်ထားတာမရှိဘူးအဲ့ဒါကြောင့်မို့နန်းဒီအနုပညာနဲ့ပတ်သက်လို့နန်းဘာဖိတ်ပွဲပဲဖြစ်တေးသေးလေးရအစားပေါ့နော်ဖိတ်ပြီးဆိုရတဲ့နန်းအားဆိုင်ပါတယ်ပြီးတော့ခါကျတော့နန်းအာယုံဆိုင်ရပါတယ်လိလာပါတယ်တင်ယူရပါတယ်ပေါ့နော်အလုပ်ကိုလုပ်ရင်းတက်လန့်နေနန်းတင်ယူနေရတာပါအဲ့ဒါကြောင့်မို့နန်းအလုပ်ထဲမှာအရင်အာယုံဆိုင်တယ်အလုပ်ကိုစိတ်ဝင်စားလုပ်တယ်အဲ့ဒါကြောင့်မို့နန်းဝေဖန်နေတဲ့အပိုင်းပုံမှာလည်းနန်းတစ်ခါလေးကြာရင်သတိလက်လွတ်ဖြစ်သွားတယ်ပေါ့နော်နန်းနားမထောင်ဖြစ် ဘူးအလုပ်ထုံးမှာပဲအာရုံစိုက်နေတာဖြစ်တဲ့အတွက်နော်ဟိုအဲဒါကောင်းတာပြောပြတဲ့သူရှိသလိုဟိုဘောနော်ဒီညာလေးကအဆင်မပြေဘူးအဝေးစားတွေကဘလို့ဖြစ်တယ်အဲ့လိုမျိုးလေးပြောနေတဲ့သူတွေလည်းရှိတယ်အဲ့ဒါကြောင့်မို့လဲနားထောင်နေပါလေလက်ခံပါလေဒါမဲ့လည်းအလုပ်ကတော့အကောင်းဆုံးဖြစ်အောင်လုပ်နေတာဖြစ်တဲ့အတွက်အဲဝေဖန်နေဆိုတဲ့အပေါ်မှာတော့လည်းတိတ်ပြီးအာရုံမစိုက်ဖြစ်ပါဘူးရှင့် အိမ်ပြောင်ရုပ်ရှင်ဇာတ်ကားကြီးပေါ့နော်အဲ့တဲမှာတရုတ်ဆောင်လေးအကုန်လုံးလည်းကြိုက်တယ်အဲသူတို့တရုတ်ဆောင်ချက်လေးတွေလည်းကြည့်ရှင်တယ်အဲ့တဲပေါ့အားပေးဖို့တရောက်လာတော့ပါငါလေးလည်းကြည့်ဖြစ်ပါတရေကားလေးပေါ့နော်ကျောင်းသားလေးဟိုထရီလာလေးကြည်တာတော့လေဟိုတရုတ်ဆောင်လာလေးပေါ့နော်ဟိုဒီဟိုပြောမယ်ဆိုလို့ရှင်တော့နည်းနည်းလေးတော့ဟိုကြောက်စရာလည်းကောင်းတယ်ပျော်စရာလည်းကောင်းတယ်အဲအဲ့လိုမျိုးလေးတော့ခံစားရတယ် ခုခုလောလောဆယ်တော့ဗောနော်ဟိုတစ်ခါတလေကြရင်ခྱི་သွားနေတယ်လဲလမ်းတစ်ဝက်ကနေနောက်တစ်ဝက်အဲ့လိုမျိုးသွားနေရတယ်မျိုးဆက်နေရရောရှိတယ်ဟိုတချင်းဆိုဝဲလေးတွေပေါ့ တရုတ်ဆောင်လိုင်းတော့ဟုတ်တယ်အခုတော်တော်ဆယ်ပါသချင်းဆိုဖိတ်ပွဲလေးတွေများတယ်နောက်ဖွင့်ပွဲတို့ဖိတ်ပွဲတို့ပေါ့နော်အဆိုပွဲတို့နောက်ပြီးတော့အလှူတို့အဲအဲ့လိုမျိုးလေးတွေအဲ့ဒါတွေနဲ့သချင်းသွားဆိုဖြစ်နေဟုတ်ဟုတ်ဟောသချင်းကတော့လောဆယ်နဲ့ကိုပိုင်သချင်းလည်းလှုပ်ထားပါတယ်ကိုပိုင်သချင်းနိုင်ငံငါဘုတ်လောက်တော့လှုပ်ထားပါတယ်ဒါပေမဲ့မထွက်သေးဘူးပေါ့နော်အဲ့လိုမျိုးနဲ့ကိုပိုင်သချင်းလေးလည်းလှုပ်ထားပါပြီအဲသူများသချင်းနေနေပဲဆိုပြီးတော့မှဟိုနော်အလုပ်ဖြစ်နေရဲဆိုတော့ခါကြလဲအားမှာပါတယ်ဟုတ်အဲ့အတွက်ကြောင့်လည်းကိုပိုင်သချင်းနဲ့လှုပ်နေပါတယ် အနန်းဟိုဘောနော်ဒီတကယ်အဆိုတော်ကြီးရတော့နန်းဆိုတာတိတော့တိတယ်ခင်တယ်ဆိုလို့ရှိရင်အမတွေအကူတွေကဟာကောင်းတယ်ဆိုကောင်းတယ်ညီမလေးလောက်အဲ့လိုမျိုးအားပေးကြတာပဲလေဟုတ်အနန်းအဆင်ပြေပါတယ်အခုဒီနေ့ချိန်ထိပေါ့နော်ဟုတ် အကတော့လေအဲပြောရမယ်ဆိုရင်လည်းအစိုးရကြီးတယောက်လည်းမဟုတ်ဘူးအဲအတန်လည်းမကောင်းဘူးအဲ့တကြောင်မို့လည်းဟိုဖိတ်တယ်ဆိုလို့ရှိရင်လည်းတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ဟိုပွဲဖိတ်တဲ့သူကိုလည်းပြောစီရှင်တယ်နောက်ပြောခါကျတော့ပွဲအောက်ကပေါ့နော်ဒီလိုမျိုးအားလုံးပေါ့နော်မိဘပြည်သူတွေနည်းနည်းအမလို့တွေ့ကြဆုံကြတဲ့သူတွေအကုန်လုံးကိုလည်းနည်းနည်းတွေ့တုံးခဏလေးကိုပြောစီရှင်တယ်အဲ့တကြောင်မို့လည်းပေါ့နော်ဟိုပြောမယ်ဆိုလို့ရှိရင်တော့အကိုကလည်းငကွာအချင်းပါနေလားမသိဘူးအဲ့လိုစင်မော်တက်တာနဲ့တီးလုံးတိုင်ကြတာနဲ့အဲအကလာပြီးရဲတွဲလိုက်တွဲရသားဖြစ်သွားတယ်ဟုတ်အကတီးတဲ့တော့မတင်ပါဘူးဒါပဲအဲ့လိုငငယ်လေးတော့ ဲအချောင်းကဝဲရတာလျှောက်ပါဘူးလေအဲပါဘူးလေတပြောအိမ်မနေရင်လည်းအလကားနေရင်အဲ့လိုမျိုးကျန်တိုက်တန်ရှင်းလုံနေရင်တရှင်းဖွေပြီးတော့ခါနေရဆိုတော့ခါကြတော့အဲ့ဒါတော့ထွေထူးတော့မရှိဘူးဒါပေမဲ့နဲအခါကြီးအရန်လှနေရလည်းမဟုတ်ပါဘူးအဲအဲ့လိုမျိုးမူမာလေးအဲ့လိုပြောမယ်ဆိုတချင်းနဲ့အတီလုံးနဲ့အဲ့လိုမျိုးကတော့အဲခန္ဓာကိုယ်ကဘလို့ဘလို့ဘလို့ပြောင်းသွားလဲမသိဘူးပေါ့နော်အဲ့ဒါတခုတော့အဲကိုယ့်ဘက်ကိုလည်းအံ့ဩပါလေဟုတ် အဲ့နဲဘောနောအလုပ်တစ်ခုကဒီအနုပညာလောက်ကနန်းကျွမ်းကျင်နေသူမဟုတ်ဘူးပြီးတော့နန်းမှာဒီအနုပညာနဲ့ပတ်သက်လို့ဘာတင်နန်းမှာနန်းတက်တက်ထားတာမရှိဘူးအဲ့ဒီတကြောင်မို့နန်းဒီအနုပညာနဲ့ပတ်သက်လို့နန်းဘာဖိတ်ပွဲပဲဖြစ်တတိလေးရအစားပါနော်ဖိတ်ပြီးဆိုရတဲ့နန်းအားဆိုင်ပါတယ်ပြီးတော့ခါကျတော့နန်းအာယုံဆိုင်ရပါတယ်လိလာပါတယ်တင်ယူရပါတယ်ဘောနောအလုပ်ကိုလုပ်ရင်းတက်လန့်နဲ့နန်းတင်ယူနေရတာပါအဲ့ဒီတကြောင်မို့နန်းအလုပ်ထက်မှအရန်အာယုံဆိုင်တယ်အလုပ်ကိုစိတ်ဝင်စားလုပ်တယ်အဲ့ဒီတကြောင်မို့နန်းဝေဖန်နေတဲ့အပိုင်းပုံမှာလည်းနန်းတစ်ခါလေးကြာရင်တတိလက်လွတ်ဖြစ်သွားတယ်ဘောနောနန်းနားမထောင်ဖြစ် ဘူးအလုပ်ထမှာပဲအာရုံစိုက်နေတာဖြစ်တဲ့အတွက်နော်ဟိုအဲဒါကောင်းတာပြောပြတဲ့သူရှိတယ်လို့ဟိုဘောနော်ဒီညလေးကအဆင်မပြေဘူးအဝိစားတွေကဘလို့ဖြစ်တယ်အဲ့လိုမျိုးလေးပြောနေရတူကြီးလည်းရှိတယ်အဲ့တော့ကျွန်တော်ကလည်းနားထောင်နေပါတယ်လက်ခံပါတယ်ဒါပေမဲ့လည်းအလုပ်ကတော့အကောင်းဆုံးဖြစ်အောင်လုပ်နေတာဖြစ်တဲ့အတွက်အဲဝေဖန်နေဆိုတဲ့အပေါ်မှာတော့နည်းတိတ်ပြီးအာရုံမစိုက်ဖြစ်ပါလို့ရှင့်ဒီအလုပ်တစ်ခုလုပ်တယ်ဆိုတာလေးနည်းဟိုတိုက်ခိုက်တယ်လို့နည်းမယူဆဘူးဘာဖြစ်လို့ဆိုတော့နန်းတို့ဘာပဲဖြစ်ဖြစ်ဘာတစ်ခုမှမလုပ်တဲ့သူကဘာမှဖြစ်လာမှာမဟုတ်ဘူးအလုပ်တစ်ခုကိုလုပ်နေတဲ့သူကတော့အထာတစ်ခုခုကတော့ကြုံရမှာပဲလေအဲ့တဲ့ကြောင့်မို့နန်းကိုတိုက်ခိုက်တယ်လို့ နဲ့မယူဆပါဘူးဟုတ်အဲဝေစားပေါ်မှာပေါ့လေဟိုကြိုက်တဲ့သူရှိတယ်မကြိုက်တဲ့သူရှိတယ်အမြင်တူတဲ့သူရှိတယ်အမြင်မတူတဲ့သူရှိရယ်ပေါ့နော်အဲ့တော့ကိုကိုအကြိုက်သူအကြိုက်ကမတူကြဘူးတချို့ကြောင့်လည်းနန်းဒီဝတ်တဲ့ဝေစားလေးတွေကိုကြိုက်လို့သဘောကျလို့လိုက်ရှုပ်တဲ့သူလည်းအများကြီးရှိတယ်ပေါ့နော်တချို့ကြတော့လည်းအဲဒီဝေစားရတော့ဘလို့အစ်မပြေဘူးပဲဘယ်နေရာတော့ဘလို့ဖြစ်တယ်ဘယ်နေရာကွဲနေရဘယ်နေရာပါနေရပေါ့နော်အဲ့လိုလေးကြီးလည်းပြောကြပါတယ်ဟုတ် fashion နဲ့ပတ်သက်လို့ကနန်းလေဟိုအားကြီးတကူးတကတော့လုံနေရတော့မဟုတ်ဘူးဒါပေမဲ့အစီအပြေတော့ကောက်ဝတ်လိုက်တာ fashion ဖြစ်သွား Ha ha ha. kind <laughs> နာကိုထုံးစားရလူကလည်းဟိုပြ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 လေးဆိုတော့ခါကြဘာဝုတ်ဝုတ်ကနည်းနည်းအဲ့လိုမျိုးပေါ့နော်တစ်မျိုးတော့ပုံစံထွက်ထွက်သွားတယ်အင်းပုံစံသူ့ပုံစံလေးကတော့ရိုးရိုးလေးပါပဲဒါပေမဲ့နန်းဝင်လိုက်တဲ့အခါမှာတစ်မျိုးလေးဆန်းပါအဲ့လိုဖြစ်သွားတာပါအရင်ထွင်ထားတာတော့မရှိပါဘူးအဲ့ပြောရမယ်ဆိုရင်တော့ဝိစားတစ်ခုကအဲ့လိုမျိုးလေးပေါ့နော်ပြောင်းလဲသွားတယ်ပေါ့အဲဒါဒီဒီဝိစားလေးဆိုလဲဒါနန်းနဲ့တာမန်ဝတ်တဲ့ဝိစားတွေပါပဲအရင်ဟိုပြင်ဆင်ပြီးတော့မှထုတ်ထားတာလည်းမဟုတ်ပါဘူးဒါပေမဲ့နန်းဝင်လို့ရှိရင်တစ်မျိုးဖြစ်ပြန်ပြီဟုတ်ကဲ့အဲ accessory တွေကတော့ဒါလိုက်မယ်ပေါ့နော်ပွဲနဲ့သူ့ပွဲနဲ့ ဲ့ပုံမူတီတော့မှလိုက်မဲ့အဲဝေစားပုံမှာကို SSL လေးလေးကောက်ပြီးတော့မှဝတ်လိုက်တာပါအဲ့ကလာအဲ့ကတော့အင်းအခုတလုံးကလေဒီ2025မှာရွှေဝရမ်းစိုက်တာရွှေရောင်အိမ်မက်တွေပေါ့နော်အဲ့လိုပြောမှဆိုအရွှေကင်ဖြစ်တယ်ပြီးတော့ရွှေဆိုလဲလေပြောမှဆိုရွှေအိမ်လိုချင်တယ်ရွှေကားလိုချင်တယ်ရွှေပစက်အိမ်ကင်လေးလေအဲ့လိုလေးတွေဖြစ်နေတာအိမ်မက်2025မှာရွှေရောင်မဲအိမ်မက်ထားတယ်အဲ့လိုမျိုးရွှေကားလေးစီစဉ်နေတယ်ရွှေကားဆိုလို့ဟိုဟာပို့တဲ့ဟိုရွှေအောင်ကားကြီးတွေတော့မပြောပါနဲ့နော် င်လည်းအိစိတ်ကူးရင်ထားတယ်ရလာမှာပေါ့ပြောလို့တော့မရဘူးလေနော်စိတ်ကူးထဲမှာပေါ်လာတယ်ဆိုတော့အပြင်မှာလက်တွေမှာတကယ်ဖြစ်လာတာပေါ့အဲနဲ့အမှန်တိုင်းပြောရင်လည်းစိတ်အကြောင်းနားမလဲဘူးကြောက်အကြောင်းနားမလဲဘူးနန်းချက်ကြောက်တူစိတ်လို့ဆိုတာလည်းအတွက်ကဟို fancy ပုံစံနဲ့အခါပဲဝင်ချင်တာနန်းတန်ဖို့တိလို့မဟုတ်တဲ့အတွက်နန်းရွှေကိုပဲကြိုက်တယ် ရွှေရတော့လည်းတော့မရှိဘဲရောင်းစားလို့ရတယ်ရှိလည်းအလှဝတ်လို့ရတယ်အဲ့အတွက်ကြောင့်နန်းရွှေကိုရမ်းကြိုက်တယ်စိန်တို့ကြောက်တို့ကြောက်စိန်တို့ brand များတို့ဒါတက်မှုနဲ့သူတော့ဒါရှိမှာပါဒါပေမဲ့နန်းအဲ့ဟာတွေကိုနန်းနားမလဲတဲ့အတွက်နန်းအဲ့ဒါတော့ပတ်စံကြီးအများကြီးပြေးပြောနန်းမဝေးဘူးအိကလာဘနတောင်းထင်လဲဒါဘနတောင်းထင်လဲအနုပညာရှင်နဲ့ပတ်သက်လို့ကတော့ဒါနန်းဘနတော့ ရတာလည်းအများကြီးတော့ရပါတယ်ဒါမချင်းမဲ့ပဲနဲ့ဆူသေးတွေလည်းအများကြီးရတဲ့အတွက်လည်းလမ်းကိုဆူချတဲ့ပြိသက်တွေရောလမ်းဆူချပေးတဲ့မြို့ဝပြည်သူတွေရောလမ်းကျေးဇူးတင်တယ်ဒီနေရာကနေပေါ့နော်ဖိတ်ပွဲပဲဖြစ်ဖြစ်လမ်းပွဲဖိတ်ပြီးတော့မှဒါဟိုလမ်းကိုပေါ့နော်ဖိတ်ပွဲလေးတွေနဲ့ဖိတ်ပြီးတော့မှဆူသေးလေးတွေပေးတယ်တရားတန်ကြီးပတ်စံလေးတွေပေးတယ်အဲ့လိုမျိုးပေးပြီးတော့ဖိတ်နေရဖြစ်တဲ့အတွက်လမ်းကျေးဇူးတင်ပါတယ်လမ်းတော်လည်းအများကြီးအဆင်ပြေပါတယ်အမှုအမှုပညာရတဲ့ပတ်စံကျေးတွေတဲ့ပေါ့နော်လမ်းရွှေတွေစုဖြစ်တယ်တကယ်ကိုရွှေစုပါတယ်လမ်းတကယ်ကိုရွှေကြိုက်တာအမေကလည်းလမ်းအများတဲ့ ်းမာတယ်အဲဘာပဲဝယ်ဝယ်ရွှေပဲဝယ်နန်းရွှေတော်မှအမေဆိုပြီးပို့ဆိုးတာနန်းကိုရိုးရိုးနန်းတော့အဟွာလေးတွေအကောက်ကလေးတွေတွန့်ကလေးတွေပေါ့နော်နည်းနည်းနှလှလေးတွေ fancy ပုံစံလေးတွေဝှစ်ချင်သေးတာအမေကမဟုတ်ဘူးအတုံးလိုက်ဝယ်အတုံးလိုက်ပဲဝယ်အဲ့လိုမျိုးပေါ့နော်နန်းတော့ဘာပဲဖြစ်နန်းရွှေစုမှာပေါ့အရင်တော့ကတော့ဒါဓမ္မစကူး ဆီယာမာလေးအဖြစ်ပေါ့နော်ကလေးတွေကိုစတင်ပေးနေတာဖြစ်တဲ့အတွက်အဲအဲ့တုန်းကတော့ဒီမှာ school whistle အပြည့်ဝတဲ့ uniform ကိုလုံးဝပေါ့စံတမြင်မကျအောင်နဲ့စတုံးထုံးငယ်ရင်ဖုံးဝတ်တဲ့လုံးဝ uniform ကိုမချခဲ့ဘူးအခုတာနဲ့အမှုပညာလုပ်လုပ်တဲ့ခါမှာလည်း character နဲ့ညီနေဝတ်စားပါတယ်အဲ့တကြောင့်နားလည်ပေးတဲ့သူတွေလည်းရှိသလိုနန်းရဲ့အမြင်ပေါ့နော်ပုံစံလေးတွေကိုခုအရင်တော့ပုံမဲကြိုက်ပါတယ်ဆိုပြီးမှနန်းကိုပေါ့နော်အရင်ပုံစံလေးပဲတောင်းဆိုနေတဲ့သူတွေလည်းအများကြီးရှိတယ်ဒါပေမဲ့နန်းကအလုပ်ကိုလုပ်နေတာဖြစ်တဲ့အတွက်လေနန်းနားလည်ပေးစီရှင်ပါတယ်အားပေးတဲ့သူတွေလည်းကျေးဇူးတင်ပါတယ်အဲ့ဒါလေးန ဲ့အခုမအားသေးလို့အဲတချင်းစိုးဝဲတွေဖိတ်နေလို့နဲ့တချင်းကတော့လုတ်ပြီးသွားပြီဟိုရိုက်ဖို့ပေါ့နော်အဲ့လိုမျိုးထွက်ဖို့ပဲရှိလို့လားနဲ့ကိုပိုင်းတချင်းလေးတွေလုတ်ထားပါတယ်ရှင်တော့လောက်လဲဆိုအဲ့နဲ့အချိုးတိမပြောနိုင်သေးဘူးခဏမထွက်ဖြစ်ပါစို့လို့လေဘာလို့လဲဆိုတော့လုတ်တာတော့လုတ်နေပြီလုတ်နေပြီဆိုတော့ထွက်ခါမှာပဲပေါ့နော်အဲ့ခါကျတော့ဟုတ်နဲ့နဲ့ဟိုအားပေးတဲ့ပုံမှာနဲ့သူများပေါ့နော်အခုဆိုလို့ရှိရင်တကယ်အစိုးရကြီးရဲ့တချင်းတွေကိုနန်းဆိုပြီးတော့မှပေါ့နော်ဒါပွဲတွေမှာနန်းလိုက်ဆိုပေးနေရတယ်အဲ့တချို့မှနန်းခံယူချက်ကတော့လေကိုပိုင်းတချင်းလေးလည်းရှိတဲ့နဲ့အဲနန်းဟိုအားပေးတဲ့သူတွေပုံမှာလည်းနန်းကိုပိုင်း တချင်းလေးနဲ့လည်းအဲပြန်ပြီးတော့မှာပါနော်လည်းဖြောဖြစ်ပေးချင်တယ်ပေါ့အဲစိတ်ကလေးနဲ့လည်းကိုကတချင်းလောက်တာပါအင်ကလေးကအပေးလာတဲ့သူတွေကိုအခုချိန်အထိအပေးနေတဲ့ချစ်ရတဲ့မိမပြည်သူတွေကျွန်တော်ပါစေချမ်းသာပါစေစီးပွားရေးတွေတိုးတက်ပါစေအမှုတန်းတွေလည်းများများလုပ်နိုင်ပါစေနောက်လည်းပွဲတွေအများကြီးဖိတ်နိုင်ပါစေလို့ဒီနေရာနေရောဆုံးမပါလို့ပါတယ်